မြို့သူကဟိုအားနေချက်တွေများတဲ့သူပေါ့နော်။ဗာသူများလိုမျိုးအဲ့လို ဟိုတရုတ်ဆောင်လုတဲ့အချိန်တော့လည်းသူများလိုပတ်စံချမ်းသာမှုတွေမရှိဘူးအဆက်အသွယ်ကောင်းတွေမရှိဘူးရုပ်ရည်ချုံမမှုတွေမရှိဘူးကိုပုံမှန်တစ်ခုပဲဆိုတော့ဟိုသူများတစ်ခုကိုကြိုးစားရတယ်သူများတလန်းဆိုကိုဆယ်လန်းမို့ဟိုအလန်းတရာလောက်မှဟို level ဖြစ်မဲ့ပုံစံမျိုးဆိုတော့လေအများကြီးကြိုးစားခဲ့ရတယ်သူကားဆိုလို့ရှိရင် OM တက်တာ9နှစ်6နှစ်လောက်ဖြစ်သွားပြီဆိုတော့တချို့ငွေတန်းလေးရမြို့သူတရုတ်ဆောင်မှန်းတော့မသိကြရရှိရပါတော့နော်မြို့သူကလွန်ခဲ့တဲ့ဟို15နှစ်16နှစ်ဝင်းကျင်လောက်မှာဇလန်းတွေစပြီးတော့ရိုက်ခဲ့တဲ့သူတွေဆိုတဲ့ခါကျတော့အရင်ကလူတွေကတော့သိတယ်ဒီနောက်ပိုင်းမှာကိုကားမတက် က်တာကြတဲ့အခါမျိုးမှာအစ်တလေးတွေကလည်းအရန်တော်ကြအရန်လာကြတော့ကိုရဲကြံခဲ့ပြီပေါ့နော်စီပွားရေးလောက်တာကြတော့မြို့သူရဲ့ရည်ရှိဘဝအမှန်ခံချက်အတွက်ကိုမြို့သူတို့လောက်တာပေါ့နော်ပြီးရင်ဒါလည်းဘေးနာပတ်မိုးပေးတဲ့သူရှိလို့လည်းကိုစူးစမ်းခွင့်ရတာပေါ့နော်အဲဒီဘက်အနုပညာဆိုတာကြတော့ကိုကိုယ်တိုင်စူးစမ်းခဲ့ပြီးရလာခဲ့တဲ့နေရာလေးတခုဖြစ်တဲ့အတွက်ကြောင့်လုံးဝမစွန့်လွတ်နိုင်အဲ့တော့စီပွားရေးလောက်တာလောက်တာတသက်ဒီဘက်အနုပညာလောက်ကတော့ပြန်လို့ချင်ပါတယ်မြို့သူဆိုရင်လည်း9နှစ်6နှစ်လောက်ရှိပြီ ဒီ OM မတက်ဖြစ်တာဇာလန်တွေအစ်စ်မထွက်တာဆိုရင်လေအဲ့လိုဆိုကိုယ့်ကမ်းဘက်လေးလည်းဖြစ်မဲ့ဟာဆိုတော့ဘယ်သူလဲစိတ်လှရှားနေပါတယ်ဟုတ်ဟုတ်ကဲ့စာပေပေးမယ်ဆွေရထားရစဟုတ်ဟုတ်ကဲ့ ဟုတ်အမ်အရန် stress တွေအရန်များခဲ့ရတယ်ဘာဖြစ်လို့လဲဆိုတော့လေကိုကမရိုက်တာလည်းငါးနှစ်၆နှစ်လောက်ဖြစ်သွားပြီဆိုတဲ့အချိန်မျိုးမှာဇက်ကလည်းအရန်ကောင်းတော့လေကိုကြောင့်မလို့ပော့သွားမှာအရန်ဆိုတော့လေနောက်ဆုံးအဲ့ဒီတုန်းကဆိုယောက်ျားကိုဘယ်လောက်တောင်ပြောထားလဲဆိုရင်စိတ်ဆိုးစရာရှိရယ်စူစရာရှိရယ်ဆိုရင်ဒီကားရိုက်ပြီးသွားမှစူပါလို့အဲ့ဒီဟာပြီးသွားတော့မှစူပါအရန် stress တွေအရန်များမှဆိုလို့ပါဆိုသူအဲ့လိုတောင်ပြောဖြစ်တယ်ပေါ့နော်ဘာလို့ဆိုတော့အဲ့ဒီထဲမှာဆိုလို့ရှိရင်ကိုထက်ဘယ်လိုပြောမလဲအငယ်တွေလည်းပါတဲ့ခါကျတော့လေကိုကြောင့်မလို့ဒီဇက် ေါ့သွားမှဆိုတော့လေနည်းနည်းစိတ်ပင်ပန်းကြီးอ่ะဗောနော်အဲအဲ့တော့ပြန်ပြီးတော့မှတက်တဲ့ခါကျရင်လည်းပြိသက်စီရနေပြီးတော့မှ fever လေးပြန်ပြီးတော့နားထောင်ပြီးတော့ကိုယ့်ရဲ့ပြင်ဆင်စရာရှိရလေးလည်းပြင်ဆင်ရမှာဗောနော်ဟုတ်ကိုင်းရိုက်တော့မပင်မန်းဘူးမပင်မန်းဆိုတာကအကုံလုံးလွယ်လွင်းတကူနဲ့အဆင်ပြေပြေဖြစ်အောင်လဲကြိုတင်ပြင်ဆင်ခဲ့နိုင်တယ်နောက်တစ်ခုကအမျိုးသားကလည်းအဲ့ဒီကာလတွေမှာဆိုရင် तू ကအလိုသူညောင်နှုံးမှာသွားရတာဆိုရင်အဲ့ညောင်နှုံးမှာဆိုရင်ဟိုတယ်ဘန်ဂလိုငားလိုက်ပြီးတော့ तू က အဲ့လိုမနက်အိယာရှူတင်သွားဖို့ပြင်ဆင်ပေးတာမှအစလာပြန်ကြိုတာမှအစအကုန်လုံးသူလုတ်ပြီးတယ်ပေါ့နော်သူ supporting လည်းအများကြီးပါတယ်လို့ရိုက်တဲ့ director နဲ့ကလည်းအရန်အဆင်ပြေတယ်အဲ့လိုကိုလူချင်းတဲ့ဟာမျိုးလေးတွေဆိုရင်လည်းပြောပြတယ်ဆိုလို့ရှိရင်လည်းကိုတူကြီးကရတယ်ညီမလေးကြီးမြတ်သူဘလို့ဥစားဖြစ်မလဲပိုကောင်းအောင်ပေါ့နော်ဆိုတော့အဲ့လိုကိုယ့်ရဲ့ idea လေးတွေကိုလုတ်ချင်တာလေးတွေအဲ့လိုလမ်းလေးလျှောက်ပြီးသွားမယ်ဆိုတဲ့နေရာမှာအကိုကြီးမြတ်သူတို့ထိုင်ပြီးပြောချင်တယ်ရမလားအဲ့လိုမျိုးလေးပြောလိုက်ရင်လည်းလက်ခံပေးတယ်ပြီးတော့တရုပ်ဆောင်ရတဲ့အချိန်မှာလည်းအရန် character ကလေမှုအရန်ရတယ် တယ်ပေါ့နော်ဆိုတော့ရန်အားရပါတယ်ရိုက်ခဲ့ရတာတော့အခက်ခဲတော့မရှိပါဘူးဟုတ်အာဟုတ်ကဲ့ဟာအော်ဟုတ်ကျေးဇူးတကယ်အများကြီးတင်ရပါတယ်။ तू ကအဲ့လိုပေါ့ကိုယ်နည်းနည်း stress ညံပြိနေဆိုတာကကျန်တဲ့အရာအားလုံးကပြင်ဆင်မှုတွေကအဆင်ပြေတယ်။ဒါပေမဲ့ကိုယ့်ဘက်ကိုယ်ကိုယ်စိတ်မှာကကိုယ်မလုံနိုင်ပါဘူး။နည်းနည်း stress ပြိနေရဆိုတော့လေအဲ့ချိန်မှာ तू ကဘာတခုမှ pressure မပေးဘဲနဲ့အကုန် like season ပြီးတဲ့ခါကျတော့လေအများကြီးအဆင်ပြေနေလုံနိုင်ခဲ့ပါတယ်။ဟုတ် ဇက်ကောင်စီရဲ့အရာကလည်းအဲ့လိုဘယ်လိုပြောမလဲငယ်တဲ့အရွယ်ရောလူလက်ပိုင်းရောလူကြီးပိုင်းရောအဲ့လိုမျိုး၃ဆင့်လောက်ပါတဲ့အခါကျတော့လေအဲ့ဒီမှာအဲဒီမိတ်ကပ်ပိုင်းကပံ့ပိုးပေးတာတွေရောအဝတ်စားပိုင်းပံ့ပိုးပေးတာတွေရောကိုယ့်ရဲ့စိတ်ကိုကလေအိမ်အောင်ကြပြီးမှဖြစ်တဲ့အတွက်ကြောင့်အိမ်အောင်တဲ့တယောက်ရဲ့အပူပုံစံမျိုးပါလုံးဝမဝင်သွားတော့လေတော်တော်လေးတော့ဟိုဘယ်လိုပြောမလဲဟိုဟို ကိုလုတ်ချင်နေဆိုရယ်စိတ်ကဖြစ်လုတ်ချင်တဲ့လောက်ကိုဟိုနည်းနည်းထပ်တူနီးပါမဟုတ်နော်အများဆုံး percentage အများဆုံးလုတ်နိုင်ငယ်လို့တော့ဟိုယုံကြည်ပါတယ်အဲ့အတွက်ကြောင့်ပြောတာတော့အဲစိတ်ထမှန်ချမ်းသာရယ်ပေါ့နော်ဒီဟာလေးငါလုတ်လိုက်ရတယ်ဒီ character လေးငါရချင်မှငါလုတ်ခွင့်ရလိုက်တယ်ပေါ့ဒါပေမဲ့ editing မှာလည်းဟို feedback ကောင်းလေးတွေတော့ကြားနေရပြီဒါပေမဲ့တကယ် online တက်လာတဲ့အချိန်မှာချစ်တဲ့ပရိသတ်တွေပေးတဲ့ feedback ကမှတကယ်အမှန်ဆုံးဖြစ်မှာဆိုတော့လေအဲ့ဒါလေးရင်ခုန်ပြီးစောင့်နေပါတယ်ဟုတ်ကဲ့ 好谢谢。Okay, <laughs> ဟုတ်ကဲ့ရှင်ဟိုမြို့သူကဟိုအားနည်းချက်တွေများတဲ့သူပေါ့နော်ဗာသူများလိုမျိုးအဲ့လိုဟိုတရုတ်ဆောင်လုပ်တဲ့အချိန်တော့လေသူများလိုပတ်စံချမ်းသာမှုတွေမရှိဘူးအဆက်အသွယ်ကောင်းတွေမရှိဘူးရုပ်ရည်ချုံမှုတွေမရှိဘူးကိုပုံမှန်တစ်ခုပဲဆိုတော့ဟိုသူများထက်ကိုပိုကြိုးစားရတယ်သူများတလန်းဆိုကိုဆယ်လန်းမို့ဟိုအလန်းတရာလောက်မှဟို level ဖြစ်မဲ့ပုံစံမျိုးဆိုတော့လေအများကြီးကြိုးစားခဲ့ရတယ်အဲ့လိုပဲစီးပွားရေးမှာဆိုရင်လေကိုစီးပွားရေးတွေမလုပ်ခဲ့ဘူးငွေရင်းနှီးဆိုရင်လည်းမရှိခဲ့ဘူးကိုလုပ်တဲ့တနိုင်တစ်ပိုင်းလေးဆိုတာတကယ်စီးပွားရေးလုပ်တဲ့ခါမှာဘာမှမဟုတ်တော့ဆိုတော့လေ များကြီးလိုက်ပြီးပြင်ဆင်ရပါတော့เนาะပြီးတော့ကိုယ်ယုံကြည်ပြီးတော့မှအမျိုးသားငွေထုတ်ပေးထားတယ်လုပ်ငန်းတွေလုပ်ပေးထားတဲ့ဟာမှာဆုံးရှုံးမှုမရှိအောင်ပါเนาะကိုယ်အဲ့ဒါလေးလိုက်လေးလာပြီးဖြည်းဖြည်းချင်းစီအလုပ်လေးလုပ်ဖြစ်တာပါเนาะဟုတ်အဲမြို့တော်ကလေစီပွားရေးလောက်တာကြတော့မြို့တော်ရဲ့ရေရှည်ဘဝအမှန်ခံချက်အတွက်ကိုမြို့တော်လောက်တာပေါ့နော်ပြီးရင်ဒါလည်းဘေးနားပတ်မိုးပေးတဲ့သူရှိလို့လည်းကိုစူးစမ်းခွင့်ရတာပေါ့နော်အဲဒီဘက်အနုပညာဆိုတာကြတော့ကိုကိုယ်တိုင်စူးစမ်းခဲ့ပြီးရလာခဲ့ရင်ဒီကလေးတခုဖြစ်တဲ့အတွက်ကြောင့်လုံးဝမစွန့်လွတ်နိုင်အဲ့တော့စီပွားရေးလောက်တာလောက်တာတသက် ဒီဘက်အနုညာလောက်ကတော့ပြန်လို့ချင်ပါတယ် မြတ်သူကားဆိုလို့ရှိရင် OM တက်တာ9နှစ်6နှစ်လောက်ဖြစ်သွားပြီဆိုတော့တချို့ငယ်တန်းလေးကမြတ်သူကိုတရုတ်ဆောင်မန်းတော့မသိကြတာရှိရပါတော့။မြတ်သူကလွန်ခဲ့တဲ့ဟို15နှစ်16နှစ်ဝင်းကျင်လောက်မှာဇလန်တဲ့တွေစပြီးတော့ရိုက်ခဲ့တဲ့သူတွေဆွဲခါကြတော့အရင်ကလူရတော့သိတယ်။ဒီနောက်ပိုင်းမှာကိုကားမတက်တာကြတဲ့ခါမျိုးမှာအစ်တလေးတွေကလည်းအရန်တော်ကြအရန်လာကြတော့ကိုရဲကြံခဲ့ပြီပေါ့နော်။ဆိုတော့အခုဒီဇလန်တွေလေးကတော့မြတ်သူလည်းစူးစမ်းထားပါတယ်။အဲ့ဒါလေးအဲတက်လာပြီဆိုတဲ့ခါကျရင်လည်းအားပေးပါဦးလို့အစ်တတယောက်အနေနဲ့ပြန် ပြီးစူးစမ်းထားလေးမို့လို့လည်းလိုအပ်ချက်တွေရှိရင်လည်းပြောပ ြပေးပါအောင်ရှင်ကျေးဇူးလည်းများတယ်တင်ပါတယ်ကျေးဇူးများတယ်တင်ပါတယ်မမကျေးဇူးပါရှင်